နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်မှာငလျင်တန်တဲ့အဆောက်အုံကိုဖြိုချရာကနေအချိန်လွန်ပြီးတော့လမ်းမဘောကိုပြိုချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ2ရက်နေ့မနက်ပိုင်းမှာအောင်မြေသာဆန်မြို့နယ်82လမ်းနဲ့74လမ်းလမ်းမဘောမှာရှိတဲ့ငလျင်တန်တဲ့အဆောက်အုံတစ်လုံးကိုစက်ရန်တရားများနဲ့ဖြိုချခဲ့ရမှာအချိန်လွန်ပြီးတော့လမ်းမဘောအထိပြိုချသွားတယ်လို့သိရပါဗျ။အခုလိုမျိုးပြိုချမှုကြောင့်ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ တိုက်ကပြိုကြတော့မှမဟုတ်ရန်တရားတုံးပြီးတော့ဖြိုချတာပြိုတာတော့မဟုတ်ဘူးဖြိုချလိုက်တာမှအချိန်လွန်ပြီးတော့လမ်းပေါ်အထိပြိုကျသွားတာပါလူတော့ထိခိုက်မှုမရှိဘူးလို့မြန်မာနိုင်ငံလူမှုကွယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရုံးကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်မန္တလေးမြို့ပေါ်မှာငလျင်တန်းခံထားရတဲ့အဆောက်အုံပေါင်း၄000ဝန်းကျင်ရှိပြီးတော့ပတ်စံတတ်နိုင်တဲ့သူတွေကတော့စက်ရန်တရားများနဲ့ဖြိုချတာတွေရှိတယ်လို့ပတ်စံမတတ်နိုင်တဲ့သူတွေဟာလဲလူငားပြီးတော့ကိုတူကိုရဆက်နေတဲ့ဖြိုချခြင်းများကိုလှုပ်ဆောင်နေကြတယ်လို့သိရပါတယ် ကိုရူကိုရာစနစ်နဲ့ဖြိုချနေရမှုကြောင့်မေလ31ရက်နေ့ညနေ9:50မိနစ်ခန့်မှာချိုင်းအီတာဇန်မြို့နယ်26လမ်းနဲ့လမ်း60တောင်းမှာရှိတဲ့ ရင်းကလေးတန်းခံထားရတဲ့လေးတပ်တိုက်အဆောက်အုံတစ်လုံးဖြိုချဖျက်ဆီးနေတဲ့အချိန်ပြိုကျသွားခဲ့ရာအသက်18နှစ်အရွယ်အမျိုးသားတအူးတေဆုံးပြီးအသက်40အရွယ်အမျိုးသားတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲမေလ30ရက်နေ့မွန်လွဲတနအိကန်မှာလည်းမန္တလေးမြို့ချိုင်းအေးသာဆန်မြို့နယ်26လမ်း86လမ်းနဲ့89လမ်းကြားမှာရှိတဲ့ငလျင်တန်တဲ့နယ်အဆောက်အုံတစ်လုံးကိုဖြိုချတဲ့အချိန်မှာဆလတ်ပြင်ပြိုကျပြီးတော့အမျိုးသားနှစ်ဦးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။